်မင်္ဂလာပါဖျားသခင်ရဲ့နာမတော်၌အသင်းတော်ကိုနှုတ်ဆက်ပါတယ်ကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာထဲကတကိုးတော်ဤတော့အကြောင်းဝင်ငှချင်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး9အငယ်16ကနေ20ထဲမှာသခင်ယေရှုကငါအမှန်ဆိုသည်ကခမီးတော်ပြုတော်မူသည်ကိုတားတော်သည်မြင်သည့်အတိုင်းသာပြုတတ်၏မိမိအလိုအလျောက်ဘယ်အမှုကိုမှမပြုနိုင်ခမီးတော်ပြုသည်မြတ်ကိုတားတော်သည်လည်းထိုနည်းတူပြုတတ်၏ အကြောင်းမူကားခမီးတော်သည်တားတော်ကို ချစ်တော်မူသည်ဖြစ်၍မိမိပြုတော်မူသည်မြကိုတားတော်အားပြတော်မူ၏ကျွန်တော်တို့အားလုံးတကိုယ်တော်နှင့်အမှုတော်ဆောင်ခြင်းကိုဆာငတ်ကြပါれသခင်ယေရှုလိုတမန်တော်တွေလိုအံ့ဖွယ်အမှုတွေပြုကျင်ကြれဒါပေမဲ့ဒီနေ့ကျွန်တော်တို့အမှုတော်ဆောင်ခြင်းရဲ့အရေးကြီးဆုံးလှုပ်ဝက်ချက်တစ်ခုကိုဖော်ပြသွားမှာဖြစ်ပါれရှင်ယောခရစ်ဝင်ကြခန်းကြီး9မှာဘေတိတသရေကနာကဇလန်းကိုကျွန်တော်တို့ကြည့်ရအောင် အဲ့ဒီနေရာမှာများစွာသောမတန်ဆွမ်းသူများမျက်စိကန်းသူခြေမဆွမ်းသောသူနဲ့လေဖြတ်သောသူများအများကြီးရှိနေခဲ့တယ်။ဒါပေမဲ့သခင်ယေရှုကအဲ့ဒီလူအုပ်ကြီးထဲကတယောက်တည်းကိုပဲအနာရောဂါညှိစေခဲ့တယ်။ဒါဟာထူးဆန်းပါတယ်။ရှမာသက်ခရစ်ယာန်ခန်းကြီးလေးအငယ်24မှာဖြားနာသောသူအပေါင်းတို့ကိုကိုတော်ကသူတို့အားလုံးကို အနာရောဂါညှိစေတော်မူ၏လို့ဖတ်ရတယ်။တဏီယာထဲမှာ အားလုံးကိုဥဒပေးတယ်။ဘေဒဒရမှာကြတော့ တယောက်ဒီကိုပဲကုသခဲ့တယ်။ဘာလို့လဲ။သခင်ယေရှုကိုယ်တိုင်အဲ့ဒီမိခိုးကိုချက်ချင်းပြန်ဖြေခဲ့ပါလေ။အဲ့ဒါကတော့ဒီနေ့ကျွန်တော်တို့ရဲ့အဓိကကြမ်းချက်ပဲ။ခမီးတော်ပြုတော်မူသည်ကိုသားတော်ကြီးမြင်သည့်အတိုင်းသာပြုတတ်၏။တကိုးတော်နဲ့အမှုတော်ဆောင်ခြင်းရဲ့အဓိကတော့ချက်ဟာကျွန်ုပ်တို့ရဲ့စိတ်အားထက်သန်မှုဒါမှမဟုတ်ကျွန်ုပ်တို့ရဲ့အယေချင်းမဟုတ်ပါဘူး။ဒါဘုရားသခင်ဤလမ်းညွှန်မှုကိုကြားနာနိုင်စွမ်းနဲ့နားခံနိုင်စွမ်းပဲဖြစ်ပါတ ဒီနေ့ကျွန်တော်တို့ရဲ့အမှုတော်ဆောင်ခြင်းဟာကျွန်တော်တို့ရဲ့ကိုယ်ပိုင်အစီအစဉ်လေလားဒါမှမဟုတ်ဘုရားသခင်ရဲ့တိကျသော လမ်းညွှန်မှုတွေလားဆိုတာကိုစစ်ဆေးဖို့အချိန်ယူဖို့ဖြစ်ပါမယ်။ဘာကြောင့်ဘုရားသခင်ရဲ့လမ်းညွှန်မှုက အရေးကြီးဆုံးလဲ။ကိုရောဟာခမီးတော်ရဲ့လမ်းညွှန်မှုမရှိဘဲဘာမှမလုပ်ခဲ့ပါဘူး။သခင်ယေရှုဟာဘေဒဒါမှာလူတယောက်တည်းကိုပဲကုသခဲ့တာခမီးတော်ကသူ့ကိုအဲ့ဒီတယောက်ကိုပဲကုသဖို့လမ်းညွှန်ခဲ့လို့ပါ။ ကိုရောရဲ့အမှုတော်ဆောင်ခြင်းတစ်ခုလုံးဟာကောင်းကင်ဘုံကတိုက်ရိုက်ကြီးကြပ်စီစဉ်ခဲ့တာမှာတကူတော့အမှုတော်ဆောင်ခြင်းဆိုတာကျွန်တော်တို့ကဘုရားသခင်ကျွန်တော်ဒါလို့မလို့လိုက်ပြီးတကူပြပေးပါလို့ပြောတာမဟုတ်ပါဘူးတပည့်တော်တွေဟာသခင်ယေရှုစီကနေဒီအခြေခံမူကိုသင်ယူခဲ့ကြတယ်သူတို့ဟာကြပန်းတည်ခံထွက်ခဲ့ကြတာမဟုတ်ဘူးဘုရားသခင်စီစဉ်ပေးတဲ့ တွေ့ဆုံမှုတွေအတိုင်းသွားခဲ့ကြတာတမန်တော်ဝတ္ထုအခန်းကြီး7မှာဖိလိပ္ပုဟာတောလန်းပေါ်မှာအမှတ်မထင်ရောက်သွားတာမဟုတ်ပါဘူးကောင်းကင်နမန်ကသူ့ကိုထား၍တောင်ဘက်သို့သွားတော်လို့တိကျတဲ့လမ်းညွန်ချက်ကိုပေးခဲ့တာပါသူယထလုံးသားရောက်တဲ့အခါဝိညာဉ်တော်ကအဲ့ဒီယထလုံးတို့ချင်းကပ်၍နေတော်လို့ထပ်မံမိန့်မှာခဲ့ပါတယ် ဒါဟာတိကျတဲ့လမ်းညွှန်မှုပါတမန်တော်ဝတ္ထုခန်းကြီး30မှာဖျားသခင်ကိုတော်တိုင်ကဒီတွေ့ဆုံမှုကိုစီစဉ်ခဲ့တယ်ကောနီလီကိုယူပါယုံနဲ့လမ်းညွှန်နဲ့ပေရယုကိုယူပါယုံနဲ့ပြင်ဆင်ပေးတယ်ပြီးတော့ဝိညာဉ်တော်ကထိုသူတို့နဲ့အတူတန်တရားမရှိဘဲလိုက်သွားလို့တိုက်ရိုက်စကားပြောခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ပထမဆုံးသင်ခန်းစာကတော့တကိုးတော်နဲ့ထိရောက်စွာအမှုဆောင်ဖို့ဆိုရင်ဖျားသခင်အတန်တော်ကိုကြားနိုင်စွမ်းရှိဖို့လိုအပ်ပါတယ် ဖျားသခင်ရဲ့အတန်တော်ကိုကျွန်တော်တို့ဘယ်လိုကြားနိုင်မလဲပထမအဆုံးဖျားသခင်ကစကားပြောနေတယ်ဆိုတာကိုယုံကြည်ပါဖျားသခင်ဟာတိတ်ဆိတ်နေတဲ့ဖျားမဟုတ်ပါဘူးကိုရောဟာမြစ်တာရှင်ဖခင်တယောက်လိုသူ့သားသမီးတွေကိုပုံမှန်စကားပြောနေပါတယ်ကျွန်တော်တို့မကြားရတာဟာကိုရောမပြောလို့မဟုတ်ပဲကျွန်တော်တို့နားမထောင်တတ်လို့ပါဖျားသခင်စကားပြောတဲ့နီလန်လေးခုကိုဖော်ပြလိုပါတယ်ပထမတစ်ချက်ကတော့တမန်ကျမ်းစာဒါဟာဖျားသခင်ရဲ့အတန်တော်ကိုကြားဖို့လုံးဝယုံကြည်စိတ်ချရတဲ့ တခုတည်းသောနီလန်းပါတခြားနီလန်းနဲ့ကြာကြာဒီကျန်းစာနဲ့အရင်တိုက်ဆစ်ရပါမယ်ကျန်းစာနဲ့ဆန့်ကျင်နေတာဘုရားသခင်အတန်တော်မဟုတ်ပါဘူးဒုတိယတစ်ချက်ကတော့အိမ်မက်တွေယူပါရုံတွေဖြစ်ပါတယ်အိမ်မက်ဆိုတာအိတ်နေတဲ့ချိန်မှာတွေ့ရတဲ့အဖြစ်ပြက်ကိုအိမ်မက်လို့ခေါ်ပါတယ်ယူပါရုံဆိုတာကတော့အိတ်နေတဲ့ချိန်မှာမြင်ရတဲ့မဟုတ်ဘူးသူကမအိတ်ဘူးဘုရားရှင်ကဖွင့်ပြတဲ့ညင်ကွင်းတစ်ခုဖြစ်ပါတယ်တတိယတစ်ချက်ကတော့ဝိညာဉ်တော်မှကျွန်ုပ်တို့ဤဝိညာဉ်แท้ကိုစကားပြောတဲ့အတန်ဖြစ်ပါတယ် ဒါဟာအရေးကြီးဆုံးပါအေလိယကြားခဲ့သလိုတိုးညင်းသောအတန်ပါပဲယောမဩဝါဒစာအခန်းကြီး၈အငယ်၁၄ကဖျားသခင်၏ဝိညာဉ်တော်လမ်းညွန်တော်သူမည်ဒီကဖျားသခင်၏တားဖြစ်၏လို့ဆိုထားပါတယ်ကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး၂အငယ်၁၂ကငါတို့သည်ဖျားသခင်ထာမလာသောဝိညာဉ်ကိုလက်ခံရရှိကြ၏လို့ဆိုထားတယ်ဒါဟာကျွန်တော်တို့အတွင်းစိတ်ထဲကဝိညာဉ်တော်ရဲ့တိုက်တွန်းမှုညင်သာတဲ့တွန်းအားပေးမှုဖြစ်ပါတယ် နောက်ဆုံးချက်ကတော့ဘုရားသခင်စီစဉ်ထားတဲ့အခြေအနေတွေတခြားယုံကြည်သူရဲ့အကြံဉာဏ်တွေ prophet ပြုချက်တွေပါဒါပေမဲ့တတိထားမှာကဒီနီးလန်းတွေဟာဘုရားသခင်ကကိုယ်ဝိညာဉ်ကိုတိုက်ရိုက်ပြောထားပြီးသားအရာကိုအတီးပြုဖို့အတွက်သာဖြစ်တဲ့မှာဘုရားသခင်ရဲ့အတန်ကိုကြားဖို့နှလုံးသားကိုပြင်ဆင်ပါဒါကြောင့်ကျွန်တော်တို့ကပထမဆုံးဒုတိယအချိန်မွေးကွာခြင်းကိုခံယူပြီးသားဖြစ်ရပါမယ်ဒါမှဝိညာဉ်တော်နဲ့ကျွန်တော်တို့ချိတ်ဆက်မိမှာပါနှိမ်ချပြီးနာခံလို့တဲ့နှလုံးသားရှိပါ ဟေပြေဩဝါဒစာခန်းကြီး၃အငယ်9မှာယနေ့တင်တို့သည်ဗျာဒိတ်တော်အတန်ကိုကြားလျက်တင်တို့၏စိတ်နှလုံးကိုမခိုင်မာစေကြနဲ့လို့တတိပေးထားပါတယ်။ဆုတောင်းခြင်းနဲ့နှုတ်ကပတ်တော်ကိုစင်ချင်ခြင်းမှာအချိန်များများပေးပါကျွန်တော်တို့စကားများများပြောတာထက်ဘုရားပြောတာကိုများများနားထောင်ဖို့လိုပါတယ်။ကြားနာသည့်အတိုင်းနာခံခြင်းကိုလေ့ကျင့်ပါ။ဘုရားသခင်အတန်တော်ကိုခွဲခြားသိရှိတတ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ကြားတဲ့အခါနာခံခြင်းကိုလေ့ကျင့်လာပါ ကျွန်တော်တို့ဟာနာခံဖို့အတွက်ကြားနာတာဖြစ်ပါတယ်ကျွန်တော်တို့နာခံလိုက်လျှောက်လေဘုရားသခင်ရဲ့အတန်တော်ကိုပို့ပြီးရှင်းလင်းစွာခွဲခြားသိရှိနိုင်လေဖြစ်ပါတယ်ကျွန်တော်ဒီအကြောင်းအရာကိုပြန်ချုပ်ပြီးတော့ပြောရမယ်ဆိုရင်တကိုးတော်နဲ့အမှုတော်ဆောင်ခြင်းရဲ့တော့ချက်ကဘုရားသခင်လမ်းညွှန်မှုပါပဲတခင်ယေရှုဟာခမည်းတော်ပြုတ်ဒီကိုမြင်သည့်အတိုင်းသာပြုလုပ်ခဲ့တယ်ဖိလိပ္ပုနဲ့ပေတရုတို့ဟာဘုရားသခင်စီစဉ်သောတွေ့ဆုံမှုတွေအတိုင်းလိုက်လျှောက်ခဲ့ကြတယ် ကျွန်တော်တို့အခုကိုကိုကိုပြန်မေးရမယ်ကျွန်တော်တို့ရဲ့အမှုတော်ဆောင်ခြင်းမှာငါရဲ့အစီအစဉ်တွေနဲ့ပြည့်နေသလားဒါမှမဟုတ်ဘုရားသခင်ရဲ့လမ်းညွှန်မှုကိုစောင့်ဆိုင်နားထောင်ပြီးလှုပ်ဆောင်နေတာလားကျွန်တော်တို့ဟာဘုရားသခင်ကိုစကားပြောနေတာများပြီးဘုရားသခင်ပြောတာကိုနားထောင်ဖို့အချိန်မပေးမိဘူးဖြစ်နေသလားဒီနေ့ကျွန်တော်တို့ရဲ့အကြီးမားဆုံးလိုအပ်ချက်ဟာတကိုးပူရဖို့မဟုတ်ပါဘူးကျွန်တော်တို့ကိုလမ်းညွှန်နေတဲ့အတန်တော်ကိုပို့ပြီးရှင်းရှင်းလင်းလင်းကြားနိုင်ဖို့လိုင်းကြီးဖို့လိုအပ်နေတာပါ ကျွန်တော်တို့ရဲ့အလုတ်များတဲ့အစီအစဉ်တွေကိုခဏရပ်ပြီးဘုရားသခင်ရဲ့တုံညင်းသောအတန်ကိုကြားနိုင်ဖို့အချိန်ပေးပြီးကိုတော်အခုဘာလုပ်နေတယ်လဲကျွန်တော်ဘလို့ပါဝင်ရမလဲဆိုတဲ့မေးခွန်းနဲ့အသက်ရှင်ကြပါစို့ကျွန်တော်တို့အတူတူကဆုတောင်းကြပါစို့အဖဘုရားသခင်ကိုတော်ဟာတိတ်ဆိတ်နေတဲ့ဘုရားမဟုတ်ပဲကိုတော်ရဲ့သားသမီးတွေကိုအမြဲစကားပြောလမ်းညွှန်နေတဲ့ဘုရားဖြစ်တဲ့အတွက်ယေရှုတင်ပါတယ်ကိုတော်အချိန်များစွာမှာကျွန်တော်တို့ရဲ့အစီအစဉ်တွေကျွန်တော်တို့ရဲ့အတန်တွေဆူညံနေလို့ ကိုရောရဲ့တူညင်သောအတန်ကိုမချားနိုင်ခဲ့တာတွေကိုခွင့်လွှတ်တော်မူပါကျွန်တော်တို့ရဲ့စိတ်နှလုံးခိုင်မာခြင်းတွေကိုဖယ်ရှားပေးပါကိုရောရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကိုချစ်မြတ်နိုးပြီးကျွန်ုပ်တို့ရဲ့ဝိညာဉ်ကိုပြောနေတဲ့ဝိညာဉ်တော်ရဲ့အတန်ကိုရှင်းလင်းစွာကြားနာနိုင်တဲ့နှလုံးသားကိုပေးသနာပါကြားနာတဲ့အတိုင်းနာခံနိုင်တဲ့ယုံကြည်ခြင်းနဲ့ရဲရင်ခြင်းကိုပေးပါသခင်ယေရှုလိုပဲခမည်းတော်ပြုသည်ကိုမြင်သည့်အတိုင်းသာပြုတတ်သောသားသမီးများဖြစ်စေတော်မူပါ ခင်ယေရှုခရစ်တော်၏နာမတော်အဖြစ်ဆုတောင်းအပ်နံပါ၏အာမင်